ရန်ကုန်မြို့တာမွေမြို့နယ်တာမွေဇေနီတာမွေဇေပရီနားမှာယင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။အဲယင်တိုက်မှုကြောင့်အသက်60ကျော်အဖွားအတူတိုက်ခိုက်ရတဲ့နေရာမှာပဲအုံနှောက်ပွင့်ပြီးတေဆုံးခဲ့တာဖြစ်ပါတယ်။အဲကတိုက်မှုကိုတော့ဇန်နဝါရီလ23ရက်နေ့ည8:00နာရီမိနစ်20အချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့လည်းတိုက်တာကိုတော့မမြင်နိုင်ဘူးတိုက်တာတော့ည8:00နာရီ20လောက်မှာပါ။ကျွန်တော်တို့မြင်လိုက်တဲ့အချိန်မှာတော့မင်္ဂလာဇီးဘက်ကလာတဲ့ခီးသက်တင်ရင်မီနီဘတ်ကအဖွားကြီးကိုတိုက်ပြီးထွက်ပြေးသွားတာဖြစ်ပါတယ်။တိုက်ခိုက်ရတဲ့အဖွားကတော့တိုက်ပြီးတက်ကြိတ်ခံရလို့နေရာမှာပဲအုံနှောက်ထွက်ပြီးအသက်ပါသွားပါတယ်။ အဖွားကြီးကတာမွေတဲကပဲလို့မျက်မြင်တက်တဲ့တူကပြောပါတယ်။ကားလမ်းဖြတ်ကူးလာကိုမင်္ဂလာဈေးဘက်ကလာတဲ့မီနီဘက်လိုင်းကကအချိန်နဲ့မောင်းလာပြီးတိုက်သွားတာပါလို့အခင်းဖြစ်နေရအနည်းမျက်မြင်တက်တဲ့ကပြောပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်စစ်ဆေးပြီးအမှုမှန်ပေါ်ပေါက်ဖို့နဲ့ထွက်ပြေးသွားတဲ့ကားသမားကိုအမြန်ဆုံးဖမ်းဆီးရမိဖို့ဆောင်ရွက်သွားမယ်လို့တပ်ဆိုင်ရာတာဝန်ရှိသူတူကလည်းပြောပါတယ်။